ကျွန်တော်တို့အခု interest ဆိုတဲ့အင်္ဂလိပ်စကားလုံးလေးပေါ့အဲဒီအင်္ဂလိပ်စကားလုံးလေးအကြောင်းပြောချင်ပါတယ်အဲ့တော့ interest လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ပထမဆုံးစဉ်းစားမိတာပါလဲဆိုတော့အော် interest ဆိုလို့ရှိရင်တော့ဒါဒီစိတ်ဝင်စားသည်လို့အဲ့လိုမျိုးကျွန်တော်တို့တွေးမိပါတယ်မတော့စိတ်ဝင်စားသည်လို့ဘာသာပြန်မယ်ဆိုတော့ तू ကအရင်ကြီးမမှန်ပါဘူးကျွန်တော်ကအဲ့ဒီဘာသာပြန်တော့မကြိုက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဘယ်လိုဘာသာပြန်ထားလဲဆိုတော့စိတ်ဝင်စားစေသည်ပေါ့နော်ဒီလိုမျိုးဘာသာပြန်ထားပါတယ် အဲ့တော့ interest ကိုကျွန်တော်တို့ဘယ်လိုရေးလဲရေးလဲဆိုတော့ she interests me ဆိုလို့ရှိရင်သူမဒီငါ့ကိုစိတ်ဝင်စားတာမဟုတ်ပါဘူးမြတ်တကယ်တော့ she interests me ကသူမဒီကျွန်တော်ကိုစိတ်ဝင်စားစေသည်ဆိုတော့အတိတ်ဘယ်ကကျွန်တော်ကသူမကိုစိတ်ဝင်စားတာဖြစ်ပါတယ်အဲ့တော့ဒါမဲ့ပုံမှန်အဖြစ်တော့အဲ့လိုမျိုးတိတ်ရေးလို့မရှိဘူးပေါ့နော်ပုံမှန်အဖြစ်တော့ဘယ်လိုရေးလို့ရှိလဲဆိုတော့ I am interested in her အဲ့လိုရေးကြတယ်ပေါ့အဲ့တော့ interest ကိုစိတ်ဝင်စားတယ်ဆိုရင်အဓိပ္ပာယ်မှာသုံးတဲ့အခါကျတော့လူတွေမဟုတ်ဖ ೇನೆ တခြားနေရာတွေမှာဆိုလို့ရှင်လဲ I'm interested in mathematics ငါသင်ချာကိုစိတ်ဝင်စားတယ် I'm interested in business ငါစီးပွားရေးကိုစိတ်ဝင်စားတယ်အဲ့လိုမျိုးသုံးရပါတယ်အဲ့တော့သူသုံးမယ်ဆိုလို့ရှင်ရှေ့မှာ MS are what's where ပေါ့ verb to be being interested ပြီး in ပေါ့ပြီးတော့မှပြန်လာစိတ်ဝင်စားတယ်လဲဆိုတဲ့ပုံမှာတောင်းမှဖြစ်ပါတယ်။နောက်ပထမ meaning ပါဒုတိယတစ်ခုကကျတော့ interest နဲ့ပတ်သက်ပြီးလို့ရှိရင် adjective က interesting ပါเนาะ interesting ကတော့စိတ်ဝင်စားဖို့ကောင်းတော့ပေါ့အဲ့တော့ it's interesting ဆိုရင်အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်။နောက် he told me an interesting story သူငါ့ကိုစိတ်ဝင်စားဖို့ကောင်းတယ်ဇာတ်လမ်းတစ်ခုပြောပြခဲ့တယ်။အဲ့တော့ဒီနေရာမှာ interesting ကစိတ်ဝင်စားဖို့ကောင်းတော့ဖြစ်ပါတယ်။ now interest ကိုနောက်အနေနဲ့ကျွန်တော်တို့သုံးရပါတယ်သုံးတဲ့အခါကျတော့အဲသူ့ရဲ့အထိပ္ပယ်တစ်ခုကတော့စိတ်ဝင်စားမှုနောက်တစ်ခုကအတိုးပေါ့ interest ရာအတိုးဒါကျွန်တော်အသုံးများပါတယ်နောက်တစ်ခုကတော့ interest ဆိုအကျိုးစီးပွားဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင် Real Madrid's interest in Ronaldo was not a secret ဆိုရင် Real Madrid အသင်းက Ronaldo စိတ်ဝင်စားတယ်ဆိုတာဟာလျှို့ဝှက်ချက်တစ်ခုမဟုတ်ဘူးပေါ့အဲ့တော့ဒီနေရာမှာသုံးတာကစိတ်ဝင်စားမှုဖြစ်ပါတယ် ပြီးလို့ရှိရင်အတိုးအနေနဲ့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့မအတိုးနှုံးဆိုလို့ရှိရင် interest rate လို့ပြောမယ်။ now အတိုးနည်းတယ်ဆိုရင် low interest ပေါ့နော်။ပြီးရင်အတိုးမရှိဘူးဆိုရင် no interest ငါမဟုတ်0% interest အတိုးမဲ့ပေါ့လို့ပြောကြပါမယ်။ now အကျိုးစီးပွားအကျိုးစီးပွားကတော့ဘယ်လိုပြောလဲဆို they will protect their interest သူတို့ကတော့သူတို့ရဲ့အကျိုးစီးပွားကိုကာကွယ်မှာပဲပေါ့။အဲ့တော့ ဂျိုးစီးပွားလို့ပြောတဲ့အခါမှာ interested party ဆိုတဲ့အသုံးအနှုန်းလည်းရှိပါတယ်ဒါကကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေမှာသုံးတာဖြစ်ပါတယ်နောက်တစ်ခုက conflict of interest အဂျိုးစီးပွား prepacker ပေါ့နော်ဂျိုးစီးပွား prepacker ဆိုတာကတော့ဥပမာလုပ်ငန်းတစ်ခုမှာဆိုလို့ရှိရင်သူ့ရဲ့စိတ်ဝင်စားမှုဂျိုးစီးပွားခြင်းကနှစ်ဖက်မှာသူကပါနေတာပေါ့မတင်တာရွေးချယ်ရေးမှာလည်းသူကပါတယ်တင်တာဝင်ပြန်တဲ့အထက်မှာလည်းသူကုမ္ပဏီကပါနေဒါဆိုရင်ဒါ conflict of interest COI ဖြစ်ပါတယ်အဲ့တော့ interest နဲ့ပတ်သက်ပြီးတော့ summary အနေနဲ့ကြည့်မယ်ဆိုရင် verb အနေနဲ့ကျွန်တော်တို့သုံးတဲ့အခါမှာစိတ်ဝင်စားစေသည်လို့အဓိပ္ပာယ်ထွက်ပါတယ်။ adjective အနေနဲ့သုံးရင် interesting စိတ်ဝင်စားဖို့ကောင်းတော့ဒါရိုးရှင်းပါတယ်။ပြီးရင်သူ့ကို noun အနေနဲ့သုံးတဲ့အခါမှာစိတ်ဝင်စားမှုသို့မဟုတ်အတိုးသို့မဟုတ်အကျိုးစီးပွားဆိုပြီးတော့ကျွန်တော်တို့ခွဲခြားပြီးမှတ်လို့ရပါတယ်။